ချောင်းတဲ့သမီးလေးကဒီပြစ်မှုမှာဓာတ်ရိုက်ပါဝင်ပတ်သက်သူတော့ရိုက်ပါဝင်ပတ်သက်သူဘယ်တော့မှဘလို့မှမဖြစ်နိုင်ဘူးသူ့ဖေမေကဖေကလှုပ်လို့သူ့မေကပါကောင်းပါနိုင်မယ်ဒီကလေးကချောင်းတဲ့သမီးကဘာမှသိမှာမဟုတ်ဘူးအဲ့တော့ဒီချောင်းတဲ့သမီးကိုသတင်းထုတ်ထည့်ထုတ်ပြန်လိုက်တာကတော့သတင်းထုတ်ပြန်ရေးအဖွဲ့ပော့ရော့တယ်လို့ကျွန်တော်ပြောရစီပော့ရော့တယ်တော်တော်လေးပော့ရော့သွားဒီပော့ရော့မှုကြောင့်ဘာဖြစ်လဲဆိုတော့ဒီဒါတော့ကြီးမားတဲ့ဒီဒီလိုမျိုးလူသားကြမ်းဖက်အုပ်စုကြီးမိတာကိုဒီ6နှစ်ကလေးကြောင့်6နှစ်ကလေးကိုထည့်ထုတ်ပြန်လိုက်မိတာကြောင့်ဒီဟာကြီးက တခါတည်းသေးတဲ့သူလိုဖြစ်သွားတယ်။ဒီခြေလေးကိုအဲဒါဟိုအပူညီတောင်းမှာပေါ့နော်။အပူညီတောင်းနေတဲ့ရဲတက်ချက်ကြီးကိုလည်းကျေးဇူးတင်ပါတယ်။သူကဘယ်နာကိုဟိုတက်မလို့အဲဒရွန်နဲ့ချပြီးတော့အပူညီပေးမယ်ဆိုကြအဲဒရွန်ကဘယ်လိုမှချမရအောင်တစ်ဖက်ကကြီးကပ်နေတဲ့ခြေလေးသူကလေအဲ့ဒါလေးလည်းသူကပြောပြပြီးတော့အဲဒရွန်ကလည်းချမရဘူး။ငယ်ချချမရဘူးပြီးတော့ လာမဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရောဒီမှာဒီနေ့2025ရွာလရှိရနဲ့မနက်ခင်းအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မနက်ခင်းမှာပထမဆုံးကတော့တမတ်တုံးတုံးတမတ်မူဝမှုချိုကြိုစစ်မြင့်နဲ့မိသားစုကိုစစ်ကောင်စီကဖမ်းဆီးလိုက်ပါလေလို့သတင်းတွေကြားသိရပါရစေ။ဘာလို့ဖမ်းဆီးတာလဲဆိုလို့ရှိရင်ဖမ်းကန်တွဲ KNA KPDF ပူပေါင်းတက်အားဆေးရှောင်းနေလို့တမတ်တုံးတုံးအေးတမတ်မူဝမှုချိုကြိုစစ်မြင့်ကိုစစ်ကောင်စီက ကမ္မဌာနချို့တို့ပြန်ခုပ်ပြီးမင်းသားစုဝံမြတ်ကိုပါဖမ်းဆီးလိုက်သည်ဟုနေပြည်တော်နဲ့စကန်းစီးရဲတရင်ရင်းမြင့်ကပြောဆိုပါတယ်အခုဆိုလို့ရှိရင်ဖက်ကန်တွန်တာဝန်ကျနေတဲ့ဗမိုးချို့ကျော်ဆက်မြင့်ကိုရွယ်လက်ဆန်းတွန်စစ်ကောင်စီကရဟရင်ဖြန်ခေါ်ဆောင်သွားပြီးဌာနချို့ဖြစ်သည့်စကန်းမြော့တို့အယောက်တွန်မင်းသားစုဝံမြတ်ကိုပါဖမ်းဆီးထင်းသိမ်းလိုက်ခြင်းဖြစ်သည်ဟုစီးရဲတရင်ရင်းမြင့်ကပြောဆိုပါတယ် ဘုကကချင်းမှာဆဲရှောင်းတယ်လို့အုတ်ချုပ်စီမံညံပြင်းတာရေလက်စားပြီးလောင်ချောင်းရေးပေါ်စုံမှုပေါ်ရောက်တာဆိုတဲ့မတ်ချက်တွေနဲ့ပန်းခံရတာဖြစ်ပါတယ်လို့သိရပါတယ်သူကအောင်လဲကြက်မှာပါဆိုပြီးတော့အာတရင်ရင်းကပြောဆိုထားပါတယ် သူတို့ဒီလိုမျိုးစစ်ကောင်စီတဖွဲ့တွေအသုံးမကျတော့ဘူးဘာမှမလုပ်တဲ့နှုတ်ဆိုလို့ရှိရင်ဒီလိုမျိုးဖန်ခံရတယ်တက်မှတ်မှုတွေဆိုတာကသူတို့ကအရေးချင်းကိုအရန်ကိုရှိနေလို့အာဒီလိုမျိုးကိုဒီနေရာမျိုးကိုရနေတာမဟုတ်အခုစစ်ကောင်စီထဲမှာ ရှိနေတဲ့သူတွေအများစုကဘောနော်အများစုကိုပြောတာတခြား တုံနေလူလည်းရှိပါတယ်မတုံတဲ့လူကပုံမြတယ်ဘာလို့လဲဆိုလို့ရှိရင်မတုံတဲ့လူပုံမြနေလို့အခုလောစက်ကောင်စီကပြည်သူတွေမကြက်တဲ့စက်ကောင်စီပြည်သူတွေဈေးဆိုနေရတဲ့ဆက်တကြီးဖြစ်နေတာဒါကဘာလို့လဲဆိုလို့ရှိရင်ဒီလိုမျိုးအရေးချင်းမရှိဘာမှအခုမတုံဘာမှလုံးပန်ခွင့်အာမလို့တက်ပေးနဲ့သူတို့တွေကြက်ရကိုရွေးပြီးတော့တမမူတော့ဘာလို့ဘာလို့ညာတော့ခန့်တဲ့သူတွေကြီးတွေဖြစ်နေလို့အခုလိုမျိုးဖြစ်တာမင်းအွန်လိုင်းကိုသာကြည့်တော့နော်မင်းအွန်လိုင်းကမြောင်းလန့်ကိုတန်းဆွေလာ အဲ့ဒီတန်းဆွေကသူကသူကလူယောင်ဖြစ်နေလို့ဒီလူမျိုးကိုဒီနေရာမျိုးကိုရောက်နေတာအရန်ကိုထိုးချန်နေလို့အရန်ကိုတုံနေလို့ဒီနေရာမျိုးကိုရောက်နေတာမဟုတ်ဘူးဆိုတော့အခုချိန်မှာကျွန်တော်တော်လိုင်းတဲ့ဖို့တွေရဲ့လက်ချက်နဲ့စစ်ကောင်စီတဲ့ဖွန့်တွေအာတက်မဆေးခုတွင်တက်မမူငါးဦးမှာစစ်ပွဲတွင်တည်ဆုံးပြီးတော့နှစ်ဦးကိုတော်လိုင်းရေးတက်ဖွဲ့မြတ်ကဖမ်းဆီးထားပါတယ်နှစ်ဦးကိုတော့စစ်တပ်ကဖမ်းဆီးထားပါတယ်ဆိုတော့ဒီထက်မှာကြံနေတဲ့တဦးကတော့ အမချွတ်ချွတ်တမမှုတဦးသာဘေကင်းနေသေးပါလေလို့သိရပါတယ်ဆိုတော့ဒီကတော့အခုချိန်မှာသတင်းကုန်းလို့ပြောရမလားဘယ်လိုပြောရမလဲတော်တော်လေးတစ်ဖွဲ့တွေအတွက်ကတော့သတင်းအာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်ကောင်းတဲ့သတင်း တို့ရဲ့မိသားစုတွေနဲ့အတူပေါ့နော်တရင်စုပေါ့တော့အချိန်လေးကတော့ဒါမဲ့လေဒီလိုမျိုးကိုစစ်ကောင်စီကစစ်တပ်ကိုဖျန်းဖက်နေမှာတချမ်းနေရာမှာလဲဆက်ပြီးတော့ရှောင်းနေအောင်မှာစစ်ကောင်စီတပ်ဖွဲ့တွေကခိုးချိန်မှာအရန်ကိုတုံနေကြလို့ဒီလိုမျိုးနေရာကိုရောက်နေတာမဟုတ်ဘူးခုနဲ့ပြောတဲ့တမ်းပဲအာသူတို့တွေကအရန်ကိုညံဖင်းနေလို့ဒီလိုမျိုးနေရာတွေကိုရောက်နေကြတာဒီလိုအချိန်လေးမျိုးကိုအာသူမြတ်နိုင်ငံတိကိုခွေးပြီးဝေးပြီးပြီးနေကြတာဒီဟာကိုတော့ နော်အချင်းချင်းတောင်ဖမ်းဆီးနေကြပါတယ်မယုံကြည်မှုတဲ့အများနေပါမိသားစုတွေကိုပါဖမ်းနေတယ်ဆိုတော့သူတို့မိသားစုတွေထဲမှာလုံးဝကိုယုံကြည်မှုမရှိတော့ဘူးဆိုတာကိုအာသိရတယ်ဗောနော်နောက်တစ်ခုသတင်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေနောက်ထပ်မဖြစ်ရအောင်အခုကတော့ဖြစ်ပြီးသွားကတော့ကတော့ဖြစ်ပြီးသွားပြီဒါကတော့နိုင်ငံတကာစတော့ရှီယာနဲ့ငွေကြေးဆေးကွက်တွင်ရင်းနှီးမြှုပ်နှံရန် အတူ15ရာခိုင်နှုန်းပေးပြီးဟုဆိုကဒေါက်တာညင်ညင်ဆွေနဲ့အဖွဲ့ကနိုင်ငံတော်လူပေါင်းများစွာထံမှငွေကြေး ဘင်းသုံးပေါင်းများစွာကိုလင်းလေတော့ပါတယ်လို့သိရှိရပါတယ်သူကတော့အဲ့ဒီငွေတွေကို15ရာခိုင်နှုန်းဖြတ်ယူပြီးတော့ပြစ်တော့ပါပြီဘေးသွားတယ်လဲဆိုတာကိုတော့အကောင်လုံးကတော့အသေးစိတ်တော့မသိကြပါဘူးဒီဟာကလိုတိုင်းကြီးရေဆွေက တနင်္ဂနွေလုံးကိုပတ်ပြီးတော့အာ forest fenis တင်တန်းဆိုပြီးတော့ခြေရာထက်မဲလူတွေအာလက်ဆိုတာ6နှစ်လောက်ရှိပြီဆိုပြီးတော့လူဆိုတာတချို့လဲတလတ် စင်ကားရခန်တော့ရနေကြတော့ညင်နေကြတာအခုကတော့ပါတော့မပါတော့ဘူးဆိုရင်လူတအုပ်ကိုအနေဆောင်သိန်း300အနေဆောင်ပဲနေတာမဟုတ်တော့တအုပ်စီမှာဒီဟာကပြင်းပြတ်မဟုတ်ဘူးဒီဟာကအာဒီလိုမျိုးပြပေးထားတာဆိုတော့အနေဆောင်က300သိန်း300နေတာမဟုတ်ဘူးနိုင်ငံလုံးအာမန်ပါဝန်တွေကချက်ဆက်ထားတာက ချက်စစ်ထားတာဆိုတော့တနင်္ဂနွေလုံးကချက်စစ်ထားတာအခုကဒေါက်တာညင်ညင်ဆွေရောသူ့ရဲ့ glass leader တွေအကောင်လုံးကရှောင်သွားကြတယ်အဖမ်းခံရတယ်ဆိုတာလေတွေ့တွေ့မရှိဘာမရှိပဲ A4 စာရွက်မှာကွန်ပျူတာစာစီပြီးတော့ဖြတ်နေတာဘာတာဝန်ယူမှုတာဝန်ခံမှုမှမရှိဘူးဟုငွေကြေးလင်းလေခံရသူတို့ကပြောဆိုပါတယ်ပတ်စံတချို့တွေဆိုလို့ရှိရင်ပတ်စံထက်ဝန်တဲ့သူတွေထဲမှာဆေးရှောင်တွေလည်းအများကြီးပါပါတယ်လို့သိရပါတယ် ငွေထက်ဝင်လိုက်ကြောင်းစာရွက်စာတန်းလေးမရှိရက်ခတောင်းပန်လို့လေးမရ လာဆွေတဲ့လီဒါတို့စူသူတွေကလည်းဖော်မကန်ပပီးတာ ကောက်ဖြတ်ကြိုးဖြတ်ပြီးတာတွေလုံနေပါတယ်။တင်းစီကနန်းကနေထောင်းချီတောင်းချီပါသွားကြတာဟုအာကိုတန်းငွေကြေးလင်လီခံရသူတူကပြောဆိုပါဒီလိုမျိုးကိုဖြစ်နေကြပါကျွန်တော်တို့မြန်မာနိုင်ငံမှာကလည်းတတော်လေးကိုတော့စူးနေပါတယ်ဒီလိုမျိုးငွေရမယ်ဆိုလို့ရှိရင်အကောင်လုံးကိုလိုက်ပြီးတော့ရင်းနေကြတယ်အသေးစိတ်ကိုလည်းမလေးမလိုက်အာမလေးမလေးလာကြဘူးကြဘူးဒီလိုမျိုးကိုလုံနေကြတယ်ဒီထက်မှတခုလေးပါသပါသေးပါဗန္ဒလေးကခေါင်းကြီးចောင်းတချို့ကចောင်းအတွက်ပုံမှန်ဝန်ငွေလေးရအောင်ဆိုပြီးတော့ လောတာငင်းငင်းဆွေးစီမှာရှေးရထက်တယ်လလ15ရာခန်တော့ယူမယ်ပေါ့အဲ့ဒီလိုလောဝန်ထားတဲ့ဖောင်းကြီးချောင်းတွေအာတန်ရတော်တွေဒီလရှင်ချောင်းတွေလည်းအများကြီးပါတယ်ကျွန်တော်တို့သိတဲ့ဖောင်းကြီးချောင်းဆိုရင် ပေး9000 9000တောင်ရှေးရဝန်ထားတယ် တန်ရာတို့တွေလည်းအခုဒေါက်တာငင်းရေဆွေကိုဘယ်မှာရှာရမှန်းမသိကြတော့ဘူးဟုမန္တလေးမှာရှေးရာရှင်တဦးကပြောဆိုပါဒီလိုမျိုးကိုအာတေချာလေးမလစ်လာဘဲနဲ့ဒီလိုမျိုးပင်းပေါင်းထောင်ချီတောင်းချီကိုရင်းနှင်းကြတယ်ဆိုတော့တတော်လေးတော့လောက်ဖို့ကောင်းပါလေဒီဒီဟာကရောတကယ်ဖြစ်ဖို့တာလော့ဖို့တာရောမြင်ကြတယ်လားမသိဘူးဒီလိုမျိုးတစ်ခါနဲ့ဒီလိုမျိုးရင်းနှင်းရအောင်လို့နော်သူတယောက်ကဒီလိုမျိုးပြောလာပြီဆိုလို့ရှိရင်ဒီကကယုံရလားမယုံရဘူးလားဆိုတော့ အာသေးချလေးလေးလာပြီးအသေးလေးလာကြပါအခုချိန်မှာလူတွေကယုံရတာမဟုတ်ဘူးတင်တန်းတင်တန်းဆိုပြီးမှလည်းမတိတ်ကြပါနဲ့တချို့လူတွေဆိုလို့ရှိရင်တင်တန်းကြီးငွေပြပြီးတော့အာတင်တန်းမဖွင့်တာကိုလည်းရှိနေပါတယ်တချို့လေဆိုလို့ရှိရင်ဒီလိုကိုရောင်းပေးမိပါညာဘောတဲ့ရောင်းဝယ်ရေးကနေလေအများကြီးကိုအာ လင်းလေခံရသူတွေအများကြီးရှိပါတယ်ဒီအခုအချိန်မှာတိုင်မရမဲ့သူတွေမရှိဒီလိုမျိုးအချိန်တွေမှာသွားပြီးတော့မလုံမင်းစေနဲ့အခုအချိန်မှာဒီဟာကတော့လင်းတဲ့သူတွေကတော့တတိုးလေးကိုစစ်မကောင်းဖြစ်ရပါတယ်တချို့တွေဆိုလို့ရှိရင်3000 3000အချင်းအတော့ထောင်ပေါင်းများစွာကိုချီနေကြပါတယ်တတိုးလေးကိုတော့စစ်မကောင်းဖြစ်ရပါတယ်နောက်ထပ်သတင်းကတော့ရီစရာလေးကောင်းပါတယ်ဒါကတော့ညောင်းအုပ်မှာ PDF ကိုစစ်တပ်ထင်ပြီးတော့ရုံငယ်လေးဆိုပြီးဝန်ထမ်းကထောက်ပြတဲ့စစ်စေးအရာရှိ2ဦးအဖမ်းခံလိုက်ရပါတယ် ဒါကပြီးခဲ့တဲ့မေလ20ရက်နေ့မနေ့စေနာရေခန့်ကမန္တလေးတိုင်းညောင်ဦးမြော့နယ်ညောင်ဦး6ကားလန်းပန်းတနေရမှာကာကွယ်ရေးတပ်ဖွဲ့ကအရဲဝက်နယ်စစ်စစ်နေတဲ့အချိန်မှာစော့ဖက်ကိုမောင်းနေလာတဲ့အင်စီကားတစ်စီးကို စစ်ဆဲခဲ့ကြပါတယ်။အရိကပေါ်မှာနေပြည်တော်ကလာတဲ့ကျမ်းမာရင်နဲ့ယောဂနေနေရေးတက်ပရတ်တက်ကတူနာပြုတ်ဘူကြီးညင်ညင်မျိုးဆွေနဲ့ဘူကြီး ဆူအာဆူထွက်ကြော်တို့ကိုအရေးဝက်နဲ့ဖမ်းဆီးရမြင့်ခဲ့တာဖြစ်ပါဖြစ်ကြောင်း PDF တပ်ဖွဲ့တွေစီကနဲ့တာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီထက်မှာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ PDF တာဝန်ရှိသူတို့ပြောတာကကျွန်တော်တို့ကလမ်းပန်းစစ်စစ်တုံးအရေးဝက်နဲ့ကားတစီရောက်လာပြီးငွေလေးရဲ့အကူတို့ကဒီလိုပါဆိုပြီးကတ်ထုတ်ပြပါတယ်တနက်တွေပါတွေတော့မပြစ်လိုက်ရဘူးအာတာတကြီးလိုက်ပါတယ်မပြစ်နဲ့ပေါ့ပြင်းတော့ပြင်းမှဆိုပြီးတော့ကျွန်တော်တို့ကပြောလိုက်ပါတယ်ဆိုပြီးတော့ဒီထက်မှာအရေးအရာရှိနှုတ်ကိုတော်လိုင်းတဖို့တွေကခန်းသွဲလိုက်ပါတယ် ခုကတော့အာတက်ပုံလက်လက်လေးထွက်လာပါပြီသူတို့ဒီလိုမျိုးကိုကျွန်တော်တို့လိုင်းတက်ဖို့တွေကအာဒီဖန်ဖန်စီတဲ့အချိန်မှာဟိုတနေ့မနေ့မနေ့ကပေါ့နော်မနေ့ကလေရွတ်တန်ဖန်လေးထွက်ပေါ်အာပြေးပါတယ်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လိုင်းတက်ဖို့တွေကလမသစ္စာဇုကန်းနဲ့သစ္စာဆုံးတည်တဲ့တခြင်းဇုကန်းတွေပေါ့နော်ဒီလိုမျိုးကိုကျွန်တော်တို့အာမင်းရပါတယ်ပေါ့နော်ဒီလိုမျိုးအခြေအနေဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့အာဆီယံနိုင်ငံထိပ်ကအာ လိမာမူနော်တခုပြောပြရမယ်ဒါကတော့ဖန်ယောကမ္ဘောဒီးယားပါနေဆက်မှာအင်အားဖြစ်တင်းပြီးတော့စစ်ပြင်နေကြပါတယ်ဆိုတော့တတိုလေးကိုတော့တင်းမာနေတဲ့အချိန်ကြီးမျိုးရော့နေပါတယ်ဒီဟာကတော့နေနေမီကိဆာလို့သိရပါတယ်ဆိုတော့သေးစစ်ကတော့ကျွန်တော်တို့မသိလိုက်ရဘူး ဆိုတော့ခုချိန်မှာနေမီကိစ္စနဲ့ပတ်သက်ပြီးတော့အာဆက်ပင်တာမျိုးအင်းအားဖြစ်တင်တာမျိုးစည်ရေးလေ့ကျင့်တာမျိုးကအမျိုးမျိုးလွတ်နေပါတယ်ဒီလိုမျိုးကိုလွတ်နေတဲ့ဟာကိုမလေးရှားကကြားဝံငင်းနှံပေးနေပါတယ်လို့သိရှိရပါတယ်ဆိုတော့ဒီဟာကအဆင်ပြေမလားမပြေဘူးလားဆိုတာကတော့မသိရသေးဘူး ကျောင်းဝင်စီအငင်းနှမ်းပေးနေပါတယ်ဆိုပြီးတော့သိရတယ်ဆိုတော့ဒါမှမဟုတ်ဒီထက်မဘလူတွေဖြစ်နေလဲဆိုတော့အသေးစိတ်မသိရလားမသိလိုက်ရသေးဘူးနောက်တစ်ခုသတင်းထူးကတော့ခန်းနီဝေကိုလူမှုကွန်ရက်ပို့တွင်ဝေဖန်ခဲ့သောမိုရီအေဂျင်စီပန်းရှင်ကျွမ်းလွန်ကိုစစ်တပ်ကခေါ်ယူစစ်ဆင်နေတယ်ဟုဆိုပါတယ်ရန်ကုန်မြို့ရှိနာမေကျော်မိုရီအေဂျင်စီပန်းရှင်ကျွမ်းလွန်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးလျက်ရှိကြောင်းစစ်တလော်ဘီ Telegram Channel ကသတင်းဖော်ပြကြပါရစေ။ ရွမ်လာလေးရက်နဲ့ညနေပိုင်းပြပမှာရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ပြီးနောက်မှာကျွမ်းလွန်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးစစ်တပ်လော်ဘီ Telegram ဤသတင်းပေါ်ပြချက်အရအဆိုတော်ချမ်းချမ်းရောင်းချက်သည့်ရောင်းချက်သည့်ကောင်ပျက်စီးများကို ဝေယူသည်ဆိုသောသတင်းများကြောင့်ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်းသိရှိရပါသည် ဘူပြုတ်နေတယ်ဆိုတာတော့သတိထားမိတယ်အခုခေါ်ပြီးစစ်စဲနေတယ်ဆိုတာ သိရတော့စစ်မကောင်းဘူးသူကအမေကိုအယမ်းချစ်တာအယမ်းကိုခရုဆက်တဲ့သူပါသူ့အမေကလည်းသူ့ကိုအယမ်းချစ်တော့မြ мян ပြန်လွတ်ပါစေဆူတောင်းပါတယ်ဟုရန်ကုန်ကရွရှင်လောကသားတဦးကပြောဆိုပါတယ်ဒီထက်မှာကျွမ်လွန်ကခန်းနင်းဝေကိုအဒစ်ဒဲဆိုပြီးတော့စင်ခေါ်ပြီးခန်းနင်းဝဲမူမမှန်တဲ့အကြောင်းကူတွေကိုအာတော့ရှော့ကိုရှေးခဲရှေးခဲ့တာ ။ဒါကြောင့်အာထင်တာပဲဟိုအခြားရုပ်ရှင်လောကကလောကသားတူကရှင်းပြပါတယ်။မေလ26ရက်နေ့မှာကျွလွန်ကခန်းနီဝအနေဖြင့်မလွေလာသောအလူငွေ29သိန်းကိုချက်ချင်းပြန်လွှဲပေးသည့်ကြောင်းဝေဖန်ရေးသားခဲ့ပါတယ်။သူကဘယ်လိုလဲရေးသားခဲ့လဲဆိုလို့ရှိရင် လူပိတရင်ပြီးပြီးတချင်းကအရန်လေးစားတယ်ငါတို့မလုံနိုင်မသွန်းနိုင်တဲ့နေရာတွေသူအပြင်ပန်းခံပြီးလုံနိုင်တယ်ဆိုပြီးတအားလေးစားခဲ့ပါတယ်အခုတော့29သိန်းကျော်တိုတေကရက်မှာဒီလောက်အသေးစိတ်ရှင်းပြတတ်တော့မျက်နှာပြောင်တက်ပြီးဝန်ထမ်းကတမျော အမျောမျောတွေဆိုတော့တခုတော့တီးထားစေချင်ပါတယ်နှက်ပြီးကြွချင်တဲ့သူကသူ့ပါသားသူ လေလန်းရှာပါလိမ့်မယ်ရစ်ကိုပီနက်ပီတက်ခန့်ရလောက်အောင်ထိဒီလတွေမူးမချုပ်စေချင်ဘူးတရဝံဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကိုတရဝံဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကဝန်ဆစ်ဆေးလို့ရတယ်ဆိုတာတိထားစေချင်တယ်လူတွေကဖြည်းဖြည်းပြတ်တမ်းကြုတ်ကြုတ်ရအောင်မင်းမဒန်းပြီလေမဟုတ်ဘူးဟုကျွမ်လွန်ကသူ့ဤလူမှုကွန်ရက်တွင်မေလ26ရက်နေ့ကရေးသားခဲ့ခြင်းဖြစ်ပါတယ်ဒီလိုမျိုးကိုရေးသားခဲ့တဲ့သူကိုအခုလိုမျိုးစစ်စစ်နေတာလို့သိရှိရပါတယ်။သူကတော့ချမ်းချမ်းရဲ့ ကောင်ထုတ်တွေကိုနော်ဒီလိုမျိုးကိုလိုက်ပြီးတော့တောင်းဆွေးနေဝေယူတယ်ဆိုပြီးတော့စစ်စစ်ချက်မြုံနဲ့အာသူသူ့ကိုခိုးယူစစ်စစ်နေရလို့သိရပါတယ်ဒါပဲပဲဖြစ်ဘာပဲဖြစ်ဖြစ်လွတ်လာပါစေပေါ့နော်ဆိုတော့ဒီကတော့အာသတင်းထုတ်အနေနဲ့ဒီအကြောင်းအရာကိုတင်ဆက်ပေးတာဖြစ်ပါတယ်အခုတလို့နိုင်ငံတကာသတင်းဌာနအများစုတွင်တန်သတင်းတစ်ခုအဖြစ်ပေါ်ပြနေတာကတော့ဘုံမှုချွတ်ချွတ်ထွက်အောင်ဒေသောမှုတွင်လောကျန်တရခိုင်များဟုဆိုကအသက်6နှစ်အရွယ်ကလေးကိုပါစစ်ကောင်စီကဖမ်းဆီးမှုဖြစ်ပါတယ် ဒါကနိုင်ငံတကာမှာတက်တန်းသတင်းတစ်ခုအဖြစ်ကိုဖော်ပြနေကြပါတယ်ခုချိန်မှာဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့စစ်တပ်တွေအာအသုံးမကျမှုတွေ6တန်းအာ ton အရွယ်ကလေးငယ်တို့ပါဖန်ဆင်းမှုတွေနဲ့ပတ်သက်ပြီးတော့အဲ့မှာတော်ရဖက်ကအာ lobby ပူကြော်မြုံးမင်းကပြောဆိုနေတဲ့ပပဆက်ကိုပြောဆိုနေတဲ့ရုပ်သံဖက်ကိုကျွန်တော်နဲ့တူတစ်ချက်လောက်ကြည့်ကြည့်အောင်ဒါမှမဟုတ်ကျွန်တော်ဒီနေ့မှာတခါလေးထည့်ပြောပါရစေတခါလေးကျွန်တော်ပြောရစေသတင်းထုတ်ပြန်ရေးအဖွဲ့ရထုတ်ပြန်ချက်ဟာတော်တော် ဟိုပေါ့ရော်တယ်လို့ပဲကျွန်တော်ပြောပါစီပြင်းပြင်းထန်ထန်မွေးပါလို့တော့ပါဘူးပြီးလိုက်ပြီးတော့ပေါ့ရော်တယ်လို့ပြောပါစီဘာပေါ့ရော်လဲဆိုတော့ဒီ6နှစ်သမီးလေးကို6နှစ်သမီးလေးကိုထည့်ထုတ်ပြန်တယ်တကယ်ဆိုရင်ဒီ6နှစ်သမီးလေးကဒီပြမှုမှာတိုက်ရိုက်ပါဝင်ပတ်သက်သူတော်ရိုက်ပါဝင်ပတ်သက်သူဘယ်တော့မှဘလို့မှမဖြစ်နိုင်ဘူးသူ့ဖေအေမေကဖေအေကလှုပ်လို့သူ့မေကပါကောင်းပါနိုင်မယ်ဒီကလေးက6နှစ်သမီးကဘာမှသိမှာမဟုတ်ဘူးအဲ့တော့ဒီ6နှစ်သမီးကိုသတင်းထုတ်ထည့်ထုတ်ပြန်လိုက်တာကတော့သတင်းထုတ်ပြန်ရင်အဖွဲ့ပေါ့ရော်တယ်လို့ကျွန်တော်ပြောပြရစီပေါ့ရော်တယ် တော်တော်ဒီပေါ်ရောက်တာဒီပေါ်ရောက်မှုကြောင့်ဘာဖြစ်လဲဆိုတော့ဒီဒလောက်ကြီးမားတဲ့ဒီဒီလိုမျိုးလူသားကြမ်းဖက်အုပ်စုကြီးမိတာကိုဒီ6နှစ်ကလေးကြောင့်6နှစ်ကလေးကိုထည့်ထုတ်ပြန်လိုက်မိတာကြောင့်ဒီယာကြီးကတခါတည်းသေးတဲ့လူဖြစ်သွားတယ်အဲ့တော့ထုတ်ပြန်ရေးဖွဲ့တွေနေနောင်းနောင်မှာဒါအဆင်ကျင်ရမယ့်ကိစ္စတစ်ခုဖြစ်တယ်လို့မမေ့ဘူးလို့လေကလေးတငယ်အခွင့်အရေးဆိုတာရှိတယ်အဲ့တော့ဒီ6နှစ်သား6နှစ်သမီးလေးကဘာမှသိမှာမဟုတ်ဘူးပြီးတော့ဒီတက်ပြတ်မှုလုံးချောင်မှုမှာဒီ6နှစ်သမီးလေးပါဝင်ပတ်သက်မှုရှိမှာမဟုတ်ဘူးလို့ကောက်ချက်ချလိုက်ရတယ်။ရှိခဲ့ရင်တော့ကလေးတငယ်အခွင့်အရေးဆိုတာရှိတယ်အတွက် ပုံဝင်လည်းပြောရရင်မထုတ်ပြန်သင့်ဘူးမထုတ်ပြန်သင့်ဘူးဓာတ်ပုံနေတဲ့တကွာတရားခံကောင်းစေအောင်မသွားထုတ်ပြန်လိုက်တာထုတ်ပြန်သူတွေပေါ့ရော်တယ်အဲ့တော့အဲ့လိုပေါ့ရော်မှုကိုဘယ်သူကအခွင့်ကောင်းယူသွားလဲဆိုတော့ BBC လို့သတင်းဌာနကသတင်းတောက်တွေကအခွင့်ကောင်းယူသွားတယ်အဲ့ဒီ6နှစ်သမီးဟာကို highlight လုပ်ပြီးတော့သတင်းကိုလှုပ်ရေးပလိုက်တော့ဒီ NASA ကအစိုးရကြီးကနေထိုင်တဲ့6နှစ်သမီးကိုပါဖမ်းနေပြီဖြစ်ကုန်ရောဒါကတော့သတင်းထုတ်ပြန်တဲ့ ဒီစစ်စစ်တဲ့ဖွဲ့တွေနည်းနည်းလေးနောက်ပိုင်းကျစစ်စစ်တဲ့နဲ့ပို့ပြီးတော့ချက်ချက်မမှတ်သေးချာလို့တင်နေစဉ်းစားသူ့ခေါ်တင်နေပေါ့ဒါကတော့ဒါမဲ့6နှစ်သမီးနေတော့ဘာမှမဆိုင်ဘူးလို့ထပ်ပြောပြရစီကျတော့သူတို့ဘာမှမဆိုင်ထပ်ပြောပြရစီဒါဆိုကလေးတငယ်အခွင့်အရေးတော့ရှိပါတယ်ဒါကိုလည်းအာဏာမဲ့ဖွဲ့စည်းတွေလူကြီးတွေကောင်းကောင်းနားလည်ကြပါလိမ့်မယ်အဲ့တော့ဒီနောင်ကြလို့ရှိရင်နောင်နောင်များမှာသတင်းထုတ်ပြန်တဲ့အာဏာမဲ့ဖွဲ့စည်းအနေနဲ့လည်းသတင်းထုတ်ပြန်တဲ့အခါမှာပါနတ်ပါစီပြီးပါစီအဲဒရိကြီးကြီးထားနိုင်ကြစီဘူးလေတိုက်တော့ပါတယ်เนาะဒါလေးတော့ကျွန်တော်ကြုံလို့ပါ ကဲဆိုတော့ဒီထဲမှာတော့အကျန်းဖက်စစ်ကောင်စီကတော့အကျန်းဖက်တွေကိုနေနေတယ်ဆိုပြီးမှအကောင်လုံးကိုဖမ်းမှာပဲလော့မှာပဲဆိုပြီးတော့ပြောနေအောင်ပါတချို့ဘုံမှာလည်းဆိုလို့ရှိရင်အော်နေတဲ့တဲ့၆နှစ်သမင်းလေးကလည်းအကောင်လုံးသူ့မိမာတွေအတန်းပဲလော့မှာပဲဆိုပြီးတော့အော်အော်ဟဲ့ပြီးတော့ပြောနေတဲ့သူအများပြားရှိနေပါတယ်ဒီထဲမှာကြက်မပြီးတဲ့ဘုံမှာတွေတချို့ဆိုလို့ရှိရင်အော်နေတဲ့တဲ့၆နှစ်သမင်းလေးလော့နိုင်ပါတယ်ဒီလိုမျိုးအချိန်လေးထိကိုအာသူတို့သူသားမိပေါ့နော်သူတို့အာ အဖေအမေတွေကလုံနေတဲ့အတွက်ကြောင့်ဒီကောင်အဲလူသူရဲ့ကလေးကိုပါထိမှာပေါ့ဘိုင်းညာပေါ့ပြောနေတဲ့သူတွေကလည်းအကောင်လုံးအများများစွာကိုရှိနေပါပုံမှန်တွေရက်ကုတ်ဖက်မှာတို့ဒီလိုမျိုးကိုစက်တက်ရှိနေတဲ့သူတွေအများပြားရှိနေတယ်ဒီဟာကအမှန်ဆိုလို့ရှိရင်အာဒီထက်မှာဘုံမှုချုချိုထက်အောင်ကိုလော့ကြံတက်ပြက်အလော့ကြံနေတဲ့သူတွေမဟုတ်ပါဘူးတရခန်တွေမဟုတ်ပါဘူးပြည်သူတွေပဲဖြစ်ပါတယ်ကျွန်တော်တော်လိုင်းတဖို့တွေကတော့တကယ်အာလုံနေတဲ့တော်လိုင်းတဖို့တွေက အခုဆိုလို့ရှိရင်တဝန်ရှိသူတွေကအကောင်လုံးကိုလွတ်မလွတ်မြောက်ပါတယ်ဖန်စီရမိတာမရှိပါဘူးလို့သိရှိရပါတယ်သူကိုတန်ကသူတို့ပြောရဆိုခွင့်ရှိသူတွေကလည်းပြောနေပါတယ်ဒီထက်မှာကျွန်တော်တော်လင်းတဲ့ဖို့တွေကဖန်စီမှုရှိပါဘူးအခုဖန်စီနေတဲ့တော့ပြန်နေတဲ့အတက်ပုံတွေထဲမှာလည်းလွေမာနေတာရှိတယ်စပင်းကတော့မှ VT နှလုံးဆိုတဲ့ဓာတ်ပုံထိပ်မှမိုင်းပေသူတို့ CCTV ထိပ်မှမိုင်းပေမဲ့လေသူတို့ဖမ်းမိတာက BT နှလုံးပဲတောင်းလုံးရှိနေတယ်ပြီးရင်ဓာတ်ပုံထိပ်ကအဲစပင်းကအဲ့ဒီ အဖြူနဲ့အမေကိုဆက်ထားတယ်ဗောနော်အဖြူနဲ့အမေအာဆက်ထားရမယ်လေဟိုမှာကအဖြူမပါတော့ဘူးဒီလိုမျိုးအခြေအနေမျိုးတွေစကူးလေးမှုတွေတက်ပေါ်အင်ဂျီအာဘောင်းဘီတွေနဲ့အော့ထော့တွေနဲ့အကောင်လုံးကိုစင်ကြည့်ရဆိုလို့ရှိရင်လောင်းမုတ်ကိုလေးသွားတယ်ဒါမျိုးကိုဖန်းစီနေတာဒီလိုမျိုးကိုလော့ဆောင်နေတဲ့အတွက်ကြောင့်ဒီဟာကလောင်းမုတ်ကမဟုတ်ဘူးတချို့တွေဆိုလို့ရှိရင်တက်ပေါ်ထဲမှာပါနေတဲ့သူတွေကအာအဲ့ဒီရက်ကွက်အနားမှာအလောလောနေတဲ့အာစစ်မှုရောက်မှာတခုမှလာမသိဘူးအလောလောနေတဲ့သူတို့ရုပ်တောင်မှပါသွားတယ်လို့ပါနေတော့ကျွန်တော်တို့မင်းတွေ့ရတယ်ဆိုပြီးတော့ဒိုလိုင်းတဲ့ဖွဲ့တွေကလည်းအာ ပြောဆိုနေတာကိုတွေ့နေရပါဒီလိုမျိုးကိုစစ်တပ်တွေကဗျမ်းပဒါတွေပြီးလုပ်နေတာဗျာကပြည်သူတွေကိုနေ့မျိုးနဲ့ချင်းချုံနေတဲ့ပြည်သူတွေကြောက်လိုက်အောင်ကိုလုပ်နေကြတာဖြစ်ပါတယ်ဗျာကဘုမတွေတချို့ဆိုလို့ရှိရင်မြုပ်ပေးမြုပ်ပေးနေပါတယ်ဒီလိုမျိုးကိုအာလူရှိသူရှိမှဒီလိုမျိုးလောက်ရမြပိုင်ရပါဘို့ဒီလိုမျိုးကို တိုးနေတဲ့အဆင့်ထိကိုရောက်နေကြဒီဟာကတကယ်မလုံနေတဲ့လုံနေလုံနေတဲ့သူမဟုတ်တဲ့အတွေ့အကြုံလုံပြင်ပြီးတော့လေဝန်ခံမှလည်းမဟုတ်သူတို့တွေကဆိုတော့ဒီဟာကတော့ဒီနေ့ရရှိထားတဲ့ယူတန်ဖန်ဖြစ်ပါတယ်ဒီဟာကဒီဟာနဲ့ပတ်သက်ပြီးတော့ပြင်ပြီးတော့တင်ဆက်ပြတာနောက်တစ်ခုဗီဒီယိုဖန်ပြင်ပြီးတော့ကြည့်ရအောင်ပြောမှာကတော့နခခအမလေးနော်ယောက်ျားလေးပြက်သွားလို့ဆိုပြီးဖြစ်တယ်လို့မနေကြနဲ့နော်သူတို့ပြန်လာနေပြီနော်ကြောက်တော်ဖြစ်စင်တော့ကကြဆုံစင်းတွင်းထားတဲ့သူတွေလည်းပြန်ပါလာတယ်နော် တချို့ဆိုသေပြီဆိုပြီးရက်လွယ်ဆိုးနေနှစ်လွယ်ဆိုးနေကတ်ကတ်ပြီးတော့ကပိသားတွေတော့မပါသေးတယ်ပြီလားနော်အဲ့တော့အမားတို့ပြောချင်တာရေမိုးချိုးဒီပါလာကိုသွားအလှလေးပါလေးပြင်းနော်ပြင်ထားကြအောင်လို့အဲ့ဒါလေးပြောချင်တာမပြောမဲ့လားပြောရတာမသိတယ်မလားဒီချိန်မောင်းတဲ့စည့်ရထားကတော့အလန်ဒီပြလဲချက်မှာပဲလေဟုတ်တယ်မလားဝမ်းသာလို့ပါအမားတို့တွေနော်ဒီဟိုပါဝမ်းသာအဲနောက်တစ်ခုပြောအောင်မယ်နောက်တစ်ခုပြောအောင်မယ်ဟိုပါလေး တဲ့အသံဟိုဟာလေးချိတ်ဆက်ပြီးချိတ်ဆက်လိုက်ရတဲ့ပလဲမျိုးနဲ့ကန်တော့ရဲစခန်းကိုစစ်ကူပြောင်းမိပါပြီလို့နော်အဲလိုသိပ်ဆို့မှုတွေကြားနေရအောင်သွားတဲ့စစ်ကူသွားပေါင်းမိတဲ့တက်မတော်သားစစ်ကြောင်းလို့လေကျေးဇူးအများကြီးတင်ပါတယ်လို့အဲ့ဒီကနေပြီးတော့မြေပြင်ခြေလေးကိုအဲရန်ဟိုအခုညတောင်းမှာပေါ့နော်အခုညတောင်းနေတဲ့ရဲတက်ချက်ကြီးကိုလေကျေးဇူးတင်ပါတယ်ကိုကဘယ်နာကို ရပြီးတော့အဲ့တော့လည်းချမရဘူးမဲချချမရဘူးပြီးတော့ဘယ်နာနေမှစစ်ကူစစ်ကြောင်းပတ်နေတယ်ဘလို့ဘလို့ပဲညာပေးစစ်ကူရမယ်ဘာကြဆိုနေတာဖုန်းနဲ့ဆက်မနေရဲ့ရတဲ့တက်ကြီးကိုကြီးကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့နော်ပြီးတော့ဟိုပါပါတော့ဟိုဟိုကြဆုံးသွားတဲ့စစ်တီတွေအတွက်တော့စိတ်မကောင်းပါဘူးစစ်တီရဲတပ်ဖွဲ့ဝင်နဲ့ပတ်သက်စရည်တော့စိတ်မကောင်းပါဘူးဒါပေမဲ့ကိုစစ်တီရဲ့အသက်တွေလည်းအများကြီး ကယ်ကယ်နိုင်ပါတယ်ကယ်နိုင်လိုက်ပါတယ်လို့အခုလည်းမြေပြင်မှာသွားပြီးပူပေါင်းနေပါပြီလို့အဲ့ဒါလေးလမ်းပြောတာပါပူပေါင်းနိုင်ပါပြီလို့နောက်ပြီးကျတော့ဟိုကောင်မဘယ်လိုတော့ဟိုဥစားကြောက်ကရွာလေးအဲ့ကြောက်ကရွာကနေပြီးတော့ရိုးရရကိုပြေးသွားတယ်မိဟိုဆန်ဟိုမိဒါတာခေါ်ဆန္နာလင်းပြောမယ်ရိုးဟိုထိုက်တဲ့ကံကနေပြီးဖင်ပြဲအောင်အော်နာဘယ်နာကိုတရားတစ်စကြောင်းဖတ်သွားပါပြီဘယ်နာကိုတော့လင်းနစီတက်ပါပြီဘယ်လိုဘယ်ညာနဲ့သူကတော့ကြည်ကွယ်မြတ်ပဲရိုးရရကနေအော်နေတာ အော်နေတာသိတယ်မလား အဲ့ဒီကောင်မကိုလည်းပြောမယ်နင်းအော်ပြဲခွဲပြီးတော့နင်းအားကျုံမှန်တဲ့အော်ပြဲခွဲပြီးတော့ပြောပေးနေတဲ့တရားတစ်စကြောင်းလည်းညီမချက်ကိုရောက်သွားပါပြီနော်ညီမချက်ကိုပူပေါင်းညီမချက်ကိုရောက်သွားပြီပေါ့နော်အခုအချိန်မှာတော့နင်းတို့တွေ PDF တွေလေတစ်နှစ်လုံးထောင်ထားတဲ့မိုင်းတွေကိုရှင်းနေပါတယ်လို့နော်မိုင်းတွေရှင်းနေပြီးလို့ရှိရင်အကုန်လုံးအဲ့နာဒီမှာ တက်မတော့ဆိုးမနိုင်တော့မှာပါလို့နော်အဲ့ဒါလေးနင့်ကိုလှမ်းပြောတာနင်ကအဲ့ရနေပြီးတော့ယိုးရီးကနေဖင်ကောင်းရပြီးရှောက်ရှောက်အော်မနေနဲ့သိလားနော် နော်အမြင်မှန်လေးရတော့နော်နင်ဘလောက်ပဲဖင်ပြဲအောင်အော်နေအော်နေချိန်တန်ကျရင်တက်ကသူ့ရီမှန်းချက်သူ့ဥတီချက်အတိုင်းကိုရအောင်သွားတာရအောင်လုပ်တာဆိုတာနင်သိအောင်ငါတို့ပြောပြဒါသိပြီလားနော်မိတာတာကောစန္နာလင်းကြောက်ကရွာကောင်မောက်ပြောတာကျဲဆိုတော့ဒီဟာကဒီထဲမှာပြောသွားတာသဘောကျတာကတော့ဘောနော်အာ ကန်တော့ဗောနော်ကန်တော့ရေစခန်းနေမီရေစခန်းကိုကျွန်တော်တူလန်တက်ဖို့တွေကထုဆစ်စင်နေပါတယ်။ဟိုဖက်က lobby တွေကတတော်လေးကိုအော်နေကြကန်တော့ကတတော်လေးကအရေးကြီးနေလာမသိဘူး။အဲ့လောက်ထိအော်နေကြဆိုတော့ဒီထဲမှာ think pad ပို့ကနေနေပါပြီ။ setup ဖက်ကအတော်လေးကိုတည်ဆောင်းပြောဆောင်းတွေတတော်လေးကိုမျှတယ်။အဲ့ဒီထဲမှာစစ်ကူလာတဲ့သူတွေတောင်မှအကွန်လုံးနင်းပတ်ကိုတည်ဆောင်းနေတော့သိရှာတယောက်နှစ်ယောက်အဲ့ဒီအာ အနည်းဆုံးပဲဒီတက်နဲ့နည်းနည်းပေါန်းနိုင်လို့သိရှိရတာပေါ့နော်ဒီထက်မှာစက်ကူကလာတယ်လာလို့လာတယ်ပေါန်းနိုင်လို့တရားကမိုင်းလို့သတင်းတွေကြားသိရဒါပေမဲ့လည်းစစ်တပ်တွေဖိမှာပေါန်းလာပြီဆိုတာကတော့အဲ့လောက်ထိလူများမှာမဟုတ်တော့ဘူးတရားကအကောင်လုံးလမ်းတစ်ဝက်မှာအကောင်လုံးကိုတယောက်နှယောက်အကောင်လုံးကိုဆွေးနုတ်ပြီးသားပါအကောင်လုံးနှိပါနေနုတ်ပြီးသားဒီလိုမျိုးကိုပေါန်းနိုင်တာဆိုတာကတော့သူတို့တွေကတော့ မကြခင်မှာဒီစကန်းကိုလေးကြာမှာကြာမှာမကြခင်ဘူးမကြတော့ဘူးဒီထဲမှာ error တွေအဒီတို့တွေကစစ်တပ်တွေကချက်ပေးထားတဲ့ရက်ရက်ခါတွေ Linux ခရမ်းတွေတော့မှကျွန်တော်တို့ online တစ်ဖို့တွေကပြင်ပြီးရမှုတွေအများကြီးရှိနေပါဒီဟာကစစ်တပ်တွေဘက်က lobby တွေကပြောလာပြီဆိုလို့ရှိရင်တော့ဒီဟာကတော့ဒီထက်တော့များနေလို့ဒီလိုမျိုးပြောနေတာဆိုတာဖြစ်ပါလေဆိုတော့ဒီဟာကသတင်းတစ်ခုနောက်တစ်ခုကတော့အခုနကကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဗာလေဆိုလို့ရှိရင် အဲ့ဒီကျွန်တော်မြန်မာနိုင်ငံသားတွေလင်လေမှုခံရမှုနဲ့ပတ်သက်ပြီးတော့အာပြောဆိုနေတဲ့ရုပ်သံဖန်တစ်ခုဖြစ်ပါတယ်ကျွန်တော်နဲ့တူကြည့်ကြည့်အောင်ပါဘီလိုတွေဖြစ်ခဲ့တာလေပေါ့နော်ဒီအမျိုးအစားကလင်လေမှုကဘီလိုအမျိုးအစားလေပေါ့နော်သူကိုယ်တိုင်ရှင်းပြအာအဲ့ဒီတချို့သိနေတဲ့သူတွေရှင်းပြနေတာဖြစ်ပါတယ်နောက်ထောင်ကြည့်အောင်အခုတော့ဘာပြောမလဲဘယ်စီကိုမင်းရောက်နေလဲဘာတွေကိုမင်းလုံနေလဲဘယ်သူနဲ့မင်းရှိနေလဲခင်ဗျားတို့အခုတွေးနေပြီမလားအခု comment မှာလာပြီးတော့ရှင်းနေမလိုက်ပါနဲ့ဖြောင်းချက်လေးလာမပေးပါနဲ့ leader ဆိုတဲ့လူတွေ ရှင်းနေလိုက်ရှင်းနေဖြောင်းညံပေးခြင်းနဲ့ဆိုလို့ရှိရင်အခုဒီ comment ထဲမှာပဲပတ်သက်များတော့ဘူးခံရတဲ့လူတွေကိုခင်ဗျားတို့ကိုယ်တိုင်စိုက်ပြီးတော့ရော်ပေးပါကျွန်တော်တို့ကဒီ level မှာနေနေကြပါပြီ forest လုပ်ငန်းဆိုတာ investment လုပ်လို့မရပါဘူးခင်ဗျားတို့ investment လုပ်ခြင်းလို့ရှိရင် stocks တွေဝယ်လို့ရတယ် mutual funds တွေဝယ်လို့ရတယ် ETF တွေဝယ်လို့ရတယ် index fund တွေဝယ်လို့ရတယ် crypto တွေ investment လုပ်လို့ရတယ်နောက်နောက်မှာ investment လုပ်မယ်ဆိုလို့ရှိရင်လည်းဒီ video ကြည့်ပြီးအများနဲ့သတိရပါ investment လုပ်တယ်ဆိုတာမပြောသေးအခွန်နွားစားလို့လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးမြန်မာနိုင်ငံတော်ဘိုဘဘန်နေပြီးတော့တရားဝင်900ခိုင်နှုန်းကနေ900ခိုင်နှုန်းအတိုးပေးတာတစ်နှစ်တစ်နှစ်လုံးမှမပေးတာတလောက်0.7 0.8ဒီလောက်ပဲရမယ်အဲ့တော့ဒီလိုမျိုးလူတွေကတလောက်15000ခိုင်နှုန်းပေးတယ်ဆိုတာအများကြီးများနေပြီဘာစီးပွားရေးမှာကြောထောက်တော့ခံမရှိဘူး pyramid scheme လို့ခေါ်တယ် leader အထိတ်ဆုံးမှာ pyramid အထိတ်ဆုံးမှာနေနေမယ်ခင်ဗျားတို့ဒီအောက်ကရှိတဲ့လူတွေကအရိုးရိုးမဲ့ကတ်ရမှာ15ရာခိုင်နှုန်းကိုထဲထားတဲ့ပတ်စံကိုနောက်ထပ်တစ်နှစ်နေတော့မှဟိုကအရင်မချီသေးဘူးခင်ဗျားတို့ဟိုကဖြတ်စားလက်စားနဲ့အင်းခင်ဗျားတို့ပတ်စံကိုထည့်ပြီးဝါရင်ပြန်မထွက်လာတော့ဘူးအဲ့တော့ဆုံးရှုံးသွားတဲ့လူတွေအတွက်အင်မတန်စိတ်မကောင်းဖြစ်မိပါတယ်။ကိုယ့်ရဲ့အာမခံခဲ့တဲ့တငယ်ချင်းတွေ မိဘဆွေမျိုးတွေလီဒါတွေကိုဒီခြေရဆပြီးတော့ပတ်စံတောင်းပါတော့အခုတော့ပြပကိုထွက်ပြေးသွားပြီလို့ကြားတယ် CID ကနေပြီးတော့ဖမ်းတယ်လို့လို့ပါလို့ဟန်ဆောင်ပြီးတော့အခုလုံးဝပျောက်သွားပြီဆုံဆုံမြုပ်သွားပြီဒီချိန်မှသာခင်ဗျားတို့ပြန်မတောင်းနိုင်ဘူးအမခံပေးတဲ့လူတွေကလည်းခေါင်းဆောင်နေပြီဆိုလို့ရှိရင်တော့အဲ့ဒါရေစက်ချလို့ပြီးပါပြီလို့မှတ်လိုက်ပါတော့ခင်ဗျာပြန်ဆိုတော့ဒီကတော့ ဒီလိုမျိုးဒါနဲ့နင်းနေနင်းဆက်နေတဲ့ဟာတွေပေါ့နော်အာနားလေတဲ့သူတွေကပြင်ပြီးတော့ရှင်းပြနေတာဖြစ်ပါတယ်ဒီလိုမျိုးကိုပြင်ပြီးတော့တောင်းနိုင်တယ်ဆိုလို့ရှိရင်လီဒါတွေဖက်ကဇီကိုပြင်ပြီးတော့တောင်းနိုင်ဆိုလို့ရှိရင်အရင်ကကောင်းတဲ့ဟာဖြစ်ပါတယ်ဆိုတော့မတောင်းနိုင်ဘူးဆိုလို့ရှိရင်စစ်မကောင်းဖြစ်ရပါတယ်ဒီလိုမျိုးကြတော့เนาะဆိုတော့ဒီဟာကဒီနေ့မနေ့ကမှရရှိထားတဲ့ရုပ်သံဖန်တွေနဲ့ဒရင်းတွေကိုတက်နေတယ်တော့အချင်းချင်းပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုအမေနဲ့ကြည့်ရှုအပြည့်နေကြတူလန်ပြည်သူများအားလုံးကိုလေကိုအေးကြမှာချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ thank you